ဟလိုမေမင်္ဂလာပါရှင်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့စီချိုယောဂဖြစ်လာရင်နောက်ဆက်တွဲဘာတွေထိခိုက်နိုင်တယ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင် ။စီတိုယောဂါဟာထင်ကြလာတဲ့အများခန္ဓာကိုယ်ရဲ့အစိပ်အပိုင်းတော်တော်များများကိုထိခိုက်စေနိုင်ပါတယ်ရှင်။သူ၏တခြားတဲ့ပမာဏကိုကောင်းစွာမထိန်ချုပ်နိုင်ရင်နောက်ဆက်တွဲပြဿနာတွေဖြစ်ဖို့ပုံများပါတယ်ရှင်။စီတိုဖြစ်တာကြလာရင်ဖြစ်နိုင်တဲ့နောက်ဆက်တွဲယောဂါတွေကတော့သွေးကြောနှင့်နှလုံးဆိုင်ရာယောဂါများ၊အာရုံကြောဆိုင်ရာယောဂါများ၊ကြောက်ကဲ့ယောဂါများ၊မျက်စိဆိုင်ရာယောဂါများဖြစ်ပါတယ်ရှင်။စီတိုယောဂါရှိသူတွေဟာသွေးကြောတွေထိခိုက်ပျက်စီးပြီးခြင်းမြောင်းတာ၊မာကြောတာတွေဖြစ်တာကြောင့်နှလုံးသွေး ထွက်ပိတ်ခြင်းလေးဖြတ်ခြင်းတွေးတိုးခြင်းတို့ကိုဖြစ်နိုင်ပါတယ်ရှင် သူရည်တကြားတဲ့များတာကြောင့်အောင်ကျော်ရီပျက်စီးနိုင်ပြီးလက်ပြားချီပြားရီထုံခြင်းကလက်နက်စုကလူခံစားရတာနာကျင်နာရီဖြစ်တတ်ပါတယ်ရှင်။ထုံခြင်းမိခံစားမှုရောနေလာတဲ့အတွက်ခြေထောက်မှာအနာဖြစ်လာရင်မတိလိုက်ပဲဘိုးဝင်ပြီးခွဲစိဖြစ်တော့ရတဲ့အထိဖြစ်တတ်ပါတယ်ရှင်။စီချိုကြောင့်ကြောက်ကက်ထဲကတင်းငယ်တဲ့သွေးကြောရီပျက်စီးစေပြီးကြောက်ကက်အလုံးလုံးနှုံးချစဉ်ကနောက်ဆုံးမှကြောက်ကက်ပျက်စီးသွားစေနိုင်ပါတယ်ရှင်။မျက်စိထဲကသွေးကြောငယ်လေးတွေပျက်စီးပြီးအမြင်အယုံထိကြိုက်တာအမြင်အယုံဆုံးရှုံးနာရီဖြစ်နိုင်ပါတယ်ရှင်။ အတွင်းဒဲရေတိန်လိုမျက်စိရောဂါတွေလည်းပိုဖြစ်နိုင်ပါတယ်ရှင်။စီဂျိုရဲ့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်ဖို့သွေးရည်တကြားဓာတ်ကိုပုံမှန်ထိန်းဖို့သွေးတိုးသွေးတိုးနဲ့သွေးရည်အဆိဒ်ဓာတ်ကိုမမြအောင်ဂရုစိုက်ဖို့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုနေထိုင်မှုကပိုရည်ကြည့်ပါတယ်ရှင်။ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။